မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတုံစစ်ဆေးတပ်ကတုံမှာရှိတဲ့စစ်ဗိုလ်လောင်းများနေထိုင်တဲ့ငါးတပ်အိတ်ဆောင်ကို drone နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ18ရက်နေ့မနက်4:30မိနစ်အချိန်မှာမင်္ဂလာတုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့စစ်ဆေးတပ်ကတုံဝင်းအတွင်းထဲမှာရှိတဲ့စစ်ဗိုလ်လောင်းများနေထိုင်တဲ့ငါးတပ်အိတ်ဆောင်ပေါ်ကို drone နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ drone ဒဇင်းဟာပြည်မှတ် area ကိုရောက်ရှိခဲ့ပြီးတော့ mission ကိုအောင်မြင်ခဲ့တော့လေတခြား drone တစ်စီးကတော့ပြင်မဲ့ area ကိုမရောက်ခင်စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုကြောင့်လမ်းတစ်ဝက်မှာပြတ်ကျခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီပြတ်ကျသွားတဲ့ drone ကိုပြန်လဲရယူရန်စူးစမ်းခဲ့တော့လေပြတ်ကျတဲ့နေရာတဝိုက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ဆေးရှာဖွေမှုများကိုပြုလုပ်နေတဲ့အတော့ drone ကိုပြန်လဲရယူနိုင်ရန်စူးစမ်းမှုကိုလက်လျှော့လိုက်ရတယ်လို့သိရပါတယ် drone နဲ့ဘုံကျဲမှုကြောင့်စစ်ဆေးတပ်ကတို့ထဲမှာအထိကိအခြေအနေများကိုတော့မသိရသေးဘူးလို့ပြောပါတယ် ရန်ကုန်မြို့တွင် ပထမဆုံးအဆင့်မီဒေါ်တူဒေါ် delivery service နဲ့မင်္ဂလာတော်မှာရှိတဲ့စစ်ဆေးတက်ကတော့နားနေဆောင်ကိုဖြားအားပြင်းနဲ့မိုင်းတလုံးပို့ဆောင်ခဲ့ပါတယ် customer feedback ကိုလက်ခံဆောင်ဆိုင်နေစေဖြစ်ပြီးတော့ feedback ကောင်းကောင်းများရရှိပါကဝန်ဆောင်မှုများကိုထပ်မံပြီးတော့အဆင့်မြင့်တင်သွားမှာဖြစ်ပါတယ်များမကြာမီမှာလည်းနှစ်သက်လက်ဆောင်များကိုစိတ်ခွေးရဲခွေးဌာနများကိုအဆက်မပြတ်ပို့ဆောင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ရင်းခုန်စွာမျှော်လင့်ဆောင်စားကြပါကုန်တော်လို့ရန်ကုန်တပုံအဖွဲ့ကထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့စစ်ကောင်စီရဲ့ထွေအုပ်ရုံးတဲ့ရဲစခန်းကိုဒေသကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဒီဇင်ဘာလ16ရက်နေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းတိုက်ခိုက်မှုကြောင့်ငဖဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ငဖဲမြို့နယ်ရဲစခန်းအတွင်းမှာပောက်ကွဲတံများကြားခဲ့ရကြောင်းဒေသခံတချို့ကပြောပါတယ်။သို့တော်လည်းစစ်ကောင်စီလက်အောက်ခံတပ်သားများထိခိုက်ပေးဆုံးမှုအခြေအနေကိုတော့မသိရသေးဘူးလို့၎င်းကပြောပါတယ်။မိုင်းကွဲတံလားလက်နက်ကြီးပစ်တံလားတော့မသိဘူး။မနက်အစောကြီးမှာအတန်အကျယ်ကြီးကြားလိုက်ရတယ် ဒီလိုမျိုးတခါမှမကြားဘူးဆိုတော့လန့်သွားတာပဲလို့ဒေသခံတဦးကပြောပါတယ်အဲ့ဒီတိုက်ခတ်မှုဟာ PDF များက drone နဲ့ဘုံဒီကြက်ချတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့ဝါရဖြန့် Telegram Channel များမှာရေးသားနေကြပြီးတော့ထွေအုံရုံးအတွင်းပောက်ကွဲမှုဟာမြို့နယ်ဒူးစီမှုအဆောင်အနာကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့လည်းပြောဆိုထားပါတယ်ရဲစခန်းအတွင်းကိုကြက်ရောက်တဲ့ဘုံဒီကတော့ ပောက်ကွဲမှုမရှိကြောင်းစစ်ကောင်စီဘက်ကဝါဒဖြန့်ထားပါတယ်၎င်းတိုက်ခတ်မှုအပြီးမှာစစ်ကောင်စီဘက်ကငဖဲမျိုးနယ်အတွင်းအင်အားတွေဖြည့်တင်းနေတယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွာလူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်မောင်မရှောင်ကျေးရွာအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်ကတအုပ်သေးဆုံးပြီးတနက်တလတိမ့်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇမလ15ရက်နေ့မနက်6နာရီကမှဒဝယ်မြို့နယ်မောင်မရှောင်ကျေးရွာဟာလီခွေမှာစခန်းချတပ်ဆွဲပြီးတော့ခရီးသွားပြည်သူတွေထံကအထမငွေကြေးကောက်ခံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒူရကစစ်ကြောင်းဥဆောင်မှုနဲ့တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခိုက်မှုဟာမိနစ်30ခန့်ကြာမြင့် ဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတအူးသေးဆုံးကတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားစီကနေပြီးတော့ MA 11တပ်နက်တလကြီပေါက်၄ခု 5.56G 260တထောင်စစ်တုံးအုပ်ထုပ်နှလုံးပတ်စံ6,600ကျပ် စစ်အုံဆောင်ပြည်စည်းတခုစကားပြောဆက်တစ်လုံးလက်ကင်ဖုန်းနှလုံးစစ်သုံးရေဘူးတဘူးတွေကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတက်ခိုက်မှုကိုဘူရကစစ်ကြောင်းရဲ့ဥဆောင်မှုနဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNA လေရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့ Federal Drone Check Drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မတရတဲ့နဲ့ခလာရ251 252တိုက်ရင်းများကိုရော့ကက်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ18ရက်နေ့မနက်10:30မိနစ်ခန့်မှာပခုတ်ကူမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမတ်101ချင်းမြတ်တမဌာနချုပ်အပါအဝင်လက်အောက်ခံတပ်ရင်းများဖြစ်တဲ့ခလာရ251နဲ့252တို့ကိုတော်လိုင်းတပ်ဖွဲ့များကရော့ကတ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရော့ကတ်များဟာအကြမ်းဖက်စစ်တပ်ရဲ့တပ်ဝင်းအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။တပ်မတရတဲ့နဲ့လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ နှင်းငါးတက်တက်နဲ့နှင်းငါးနဲ့တက်တွေကိုတာဝေးပြစ် rocket ရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ပြစ်လွတ်လိုက်တဲ့ rocket ဒီအားလုံးရန်သူတက်တွင်းကိုကြက်ရောက်ပောက်ကွဲခဲ့တယ်စစ်ခွေးတွေထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ cobra 1အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အခုလိုမျိုးတိုက်ခိုက်ရခြင်းဟာပခုတ်ကူမျိုးပေါ်မှာအတင်းအဓမ္မပေါ်တာဆွဲပြီးတော့တက်သားတဲ့စူဆောင်းခြင်းနဲ့ပခုတ်ကူတက်မှတရက်တက်က ပခုတ်ကူမြို့နယ်အနောက်ချမ်းမှာရှိတဲ့ထားတပင်ကျေးရွာနဲ့ရေလာကြီးကျေးရွာများကိုအင်အားအလုံးရဲနဲ့စစ်ကြောင်းထုံးမိရှုနေခြင်းတို့ကြောင့်ပြန်လည်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း Cobra 1အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့၊ Banyan Guerrilla Force တပ်ဖွဲ့၊ Tati PKU PDF တပ်ဖွဲ့တို့နဲ့အတူ Cobra 1ပခုတ်ကူတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်း6ဦးမြို့တွင်ကနေပြီးတော့မိုင်းရှင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်က2ဦးသေဆုံးပြီးစစ်သားအလောင်းများကိုထွေအုပ်ရုံးကိုတဲဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ18ရက်နေ့ည9နာရီကမှမုံရွာမန္တလေးလမ်းပိုင်းမှာမိုင်းရှင်ရန် 6မြို့တွင်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကပရိသာမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်သား9ဦးပွဲချင်းပြီးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ပြောဆိုထားပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့စစ်သားမသားအလောင်းများနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားများကို၎င်းတို့တပ်ဆွဲထားတဲ့6ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကိုကားနဲ့ပြန်လည်ပြီးတော့တယ်ဆောင်သွားတယ်လို့သိရပါတယ်။6ဦးမြို့တွေကမုံရွာ6ဦးလမ်းမပေါ်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။အင်အားက9ကောင်လောက်ရှိပါတယ်။နေရာခွဲပြီးတော့ကောက်ကြတာ တေဆုံးတရားရတဲ့သူတွေကိုတော့6ဦးအထွေထွေအုပ်ချုပ်ရေးမှုရုံးထဲကိုတည်သွားပါတယ် ရမ်းပြီးတော့ပြစ်ခတ်တာတွေရှိတယ်တိတ်တော့မကြလိုက်ဘူးသေတာပဲအတီးပြုတ်နိုင်တယ်ဒဏ်ရာရတဲ့သူတွေကိုတော့မသိရသေးဘူးလို့ BLDF အညာမိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို6ဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အချမ်းမတ်စစ်သားများကလက်နက်ငယ်များနဲ့ရန်တပ်ပြစ်ခတ်ခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့နယ်မှာစစ်ကောင်စီတပ်ကထပ်မံပြီးတော့အင်အားဖြည့်တင်းတာတွေလက်နက်ကြီးအထိုင်ချတာတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီအပိုင်းအတွင်းမှာမန္တလေးမြို့ရဲ့မြောက်ဘက်ကပ်ရပန်းရရွာကိုစစ်တပ်ကအထိုင်ချထားပြီးတော့အင်အားတွေအများပြားဖြည့်တင်းနေတယ်လို့ဒေသခံကာကွယ်တပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ပန်းရကျေးရွာအနီးက ရွှေပြည်သားစားတောက်ဆိုင်မှာလဲအင်အားတွေဖြည့်တင်းတာတွေလုံနေတယ်လို့ဆိုပါရယ်စက်ချင်းရွာကိုအသေးအံပြန်လိုချင်နေတာနဲ့တူတယ်ရေနသာရွာကိုလည်းလက်နက်ကြီးပြစ်မဲ့သတင်းတွေကြားနေရတယ်လို့ဒေသခံတော်လိုင်းရဲဘော်တအုပ်ကပြောပြထားပါရယ်မရိယာမျိုးတဲကိုမန္တလေးနန်းတွင်းနဲ့အမှတ်65ချင်းမြတ်တရင်ခမရ65ပြင်ဦးလွင်နဲ့သခိုင်းမျိုးမရက်ကွက်ကပြူစောထီးတွေပြည်သူစစ်မှုထမ်းတင်နန်းတက်ပြီးထားတဲ့သူတွေကိုအင်အားပို့ဆောင်တာတွေကိုလည်းဇက်တိုက်ပြုတ်လုပ်နေတယ်လို့ဒေသခံတွေကလည်းပြောပါရယ် ရိတ်ခါပို့လို့ယူဆရတဲ့ကားတွေလဲမရိယာဘက်ကိုဇက်တိုက်သွားနေတယ်ဒီအပိုင်းမှာပြည်သူ့စစ်ယူနီဖောင်းနဲ့လူငယ်တွေအပြည့်ပါတဲ့ကားတွေသွားတာတွေ့လိုက်သေးတယ်လို့ဒေသခံအမျိုးသားတို့ကပြောပြထားပါတယ် ်မရယာမြို့ရဲ့မြောက်ဘက်မိုးကုတ်မန္တလေးလမ်းဘက်ကိုဒီရက်ပိုင်းစစ်ကြောင်းထိုးတာတွေပြုလုပ်နိုင်တယ်လို့ဒေတာရင်းကာကွယ်အဖွဲ့ဝင်တချို့ကပြောပါတယ်။ရခိုင်ကဒေတာကာကွယ်တပ်ဖွဲ့တွေနဲ့ပောက်ကဖတွေစုမုံထားတဲ့မရယာမြို့နယ်အနောက်ခြမ်းကရွာတွေကိုစစ်ကောင်စီတပ်ကနိုဗ ెంబ ာလမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်ဒေတာကန်ကာကွယ်တပ်တွေပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့သိရပါတယ်။မရယာမြို့နယ်အရှိတ်ချမ်းကိုတော့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကစစ်စခန်းပေါင်း40နီးပါးကိုတိမ့်ပိုက်ပြီးတော့ထိ ंछ ုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။မရယာအရှိတ်ချမ်းကိုစစ်ကြောင်းထိုးလာတဲ့စစ်သားတွေကို မန္တလေး PDF ကအချိန်ချင်းလန်ကြသွားအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါအပြင်မရိယာမျိုးနယ်အနောက်ဘက်ခြမ်းမှာတော်လိုင်းတပ်ဖွဲ့တွေခိတ္တလက်လွတ်ခဲ့ရတဲ့ရွာတွေတဲကရွာတစ်ကျေးရွာဝင်စုကျေးရွာနဲ့ထိန်ပင်ဆောက်ကျေးရွာကစစ်ကောင်စီတပ်တွေကိုမန္တလေး PDF ကထိုးစစ်ဆင်တိုက်ခတ်ပြီးတော့အပိတ်သက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမရိယာမြို့နယ်အနောက်ဘက်ချမ်းမှာရှိတဲ့ကျေးရွာ၅ရွာကိုအကြမ်းမဆက်တဲ့စစ်ကြောင်းကနှစ်ရက်ဆက်တိုက်မိရှုပ်ဖြတ်စည်းနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒီသမားလား၁၆ရက်နေ့မှာအကြမ်းမဆက်တဲ့စစ်ကြောင်းကမရိယာမြို့နယ်အနောက်ချမ်းမှာရှိတဲ့မွေပသိမ်ရွာနဲ့မွေကရုတ်စိတ်ရွာတို့ကိုဇက်တိုက်မိရှုပ်ဖြတ်စည်းနေတယ်လို့သိရပါတယ်။ဒီသမားလား၁၈ရက်နေ့မှာလည်းဥဒိန်ရွာပသိမ်ရွာနဲ့စင်ကုန်းရွာတို့ကိုထပ်မံပြီးတော့မိရှုပ်ဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တဲ့က မရီယာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုဇက်တိုက်စီးနှင်းမိရှုဖြက်စီးနေခြင်းဖြစ်ပြီးတော့ပြည်သူဝိုင်းပစ္စည်းများကိုလည်းခိုးယူလူရမှုများရှိနေတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီတပ်သားများဟာ စစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့တောတိုင်းများကိုပါမိရှုဖြတ်စည်းနေတယ်လို့သိရပါတယ်။မရိယာမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်သားများကပြည်သူများနေထိုင်တဲ့ခြေရွာများကိုရည်ရွယ်ချက်ရှိရှိနဲ့မိရှုဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ခြေရွာနေပြည်သူများဟာလည်းလက်ရှိအချိန်အထိအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ဝေးရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ရွာတွေထဲမှာပြည်သူတွေလည်းမရှိတော့ဘူးတိုက်ပွဲလည်းမရှိဘူး။ ရွာတွေကတော့စစ်ခွေးတွေမီးရှို့လို့ကုံတလောက်ကိုဖြစ်နေပြီးပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးပြည်သူတွေလည်းရွာတွေကိုပြန်မဝင်နိုင်တော့ပါဘူးစစ်ခွေးတွေကရှိနေသေးတယ်စစ်ခွေးတွေကပြည်သူတွေကြံခဲ့တဲ့တောတိုက်ထဲကပစ္စည်းအသုံးဆောင်တွေကိုပါမီးပတ်ပြီးတော့ရှို့နေတာလို့ Voice of Mandalay VOMDY အဖွဲ့ကတောင်းရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ